လေးလငါးလလောက်ကျွန်တော်ငုတ်တူထိုင်နေတာလေအလုပ်တွေမျောပြီးဘယ်သူမှလည်းအဲ့ဒီအချိန်မှာလိုက်ပြီးတော့ဒါရိုက်တာတွေဒါရိုက်တာတွေအပေါင်းအသင်းတွေငွေချင်းတွေလိုက်ပြီးတော့အလုပ်တွေတောင်းပါညာဟုတ်ပေါ့နော်အတင်းနေငါတင်းနေရလေးကြီးပဲဖြစ်ဖြစ်အာဇုတ်ပြီးရပါဦးငါဒီလိုလိုဖြစ်နေဒါပေမဲ့သူတို့အင်းတွေကလည်းသူတို့အခက်ခဲတွေနဲ့သူတို့ရှိနေတဲ့ခါကျတော့ကျွန်တော်ဟိုထည့်မပြေးနိုင်တဲ့အမျိုးရှိတယ်တချို့ကြတော့ကျွန်တော်ကာရီတာနဲ့မကိုက်လို့ကျွန်တော်ကိုခေါ်ပြီးတော့မတုံးတာတွေလည်းရှိတယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်မအဲ့လို အပေါင်းသင်းတငယ်ကြီးတွေရှိပြီးအဲ့လိုငုတ်တူထိုင်နေရတဲ့အချိန်တွေတော်များပါတယ်အခုဒီလာပိုင်းလေးမှာတော့ကျွန်တော်ကားရဲ့ကလေးနယ်လေးဆက်နေတယ်လို့ပြောပါမယ်အဆင်ပြေတယ်လို့ပြောတယ်ဟိုကျွန်တော်တွေနေအလုပ်ကတိတ်ပြီးမှန်လာနေတော့မဟုတ်ဘူးပေါ့နော်တရုတ်ဆောင်တယောက်အနေနဲ့ဟိုငုတ်တူထိုင်ပြီးတော့တုံးလီလာလောက်ငုတ်တူထိုင်ပြီးတော့အလုပ်မျှော်နေရတဲ့အနေအထားတွေလည်းရှိတယ်လို့ဟိုတလာတဲမှာပဲဟိုကခေါ်ဒီကခေါ်နေအဲ့လိုဟိုဘက်ပြေးဒီဘက်ပြေးနေအဲ့လိုရိုက်ရတဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့ပုံမှန်တော့မဟုတ်ဘူးပေါ့ ဟွာဟောဒီအခုဒီလာထဲမှာတော့ကျွန်တော်ကာရဲ့ကလေးတော်လေးအဆင်ပြေတယ်လို့ပြောရမှာပါအဲ့လိုအဆင်ပြေခဲ့တဲ့အတွက်ကြောင့်ကျွန်တော်မိသားစုပေါ့နော်အဲ့ဒီမိသားစု အနေနဲ့ဟိုတွားရလာရစားရတာဝန်လေးထိုင်ရအတွက်တော်တော်လေးအထောက်အကူဖြစ်ပါတယ်ဟိုတော်တော်လေးအဆင်ပြေတယ်လို့မဟုတ်ပေမဲ့လို့ ဟိုရုံးပြပြဘူးပေါ့နော်ကျွန်တော်အဲ့လိုနေလို့ထိုင်လို့ရတယ်ပေါ့အဲ့ဒီအနေထားတော့ရှိတယ်ဒီအခုကျွန်တော်ရောက်နေတာကတော့မဟာဝိရိယဖျားမှာဟိုဝိဇာတစ်ခွင်းဆိုရက်ဇကာကတော်ဝဲပြီးအဲ့ဒီကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်အဲ့ဒီဇလန်းမှာဟိုဒိုက်တာအနေနဲ့ရောဥဆောင်သူအနေနဲ့ရောဟိုမင်းသားအနေနဲ့ရောရိုက်ကူးမဲ့အဲခွန်တာချူပေါ့နော်အဲသူဥဆောင်ပြီးရိုက်ကူးတဲ့ဇကာလေးပါ ဒီစကားလေးမှာကျွန်တော်ကကပိယတယောက်အနေနဲ့တိဥ္စာပေးရပါတယ်ဟိုဒီစကားကလည်းရှေ့မှာဒီလိုကားမျိုးဟိုရိုက်ခဲ့မှုတွေဖြစ်ခဲ့တဲ့အတွက်ကြောင့်ဟိုကျွန်တော်အနေနဲ့တော်တော်လေးစိတ်ပါလက်ပါရှိတဲ့စကားပါမရရသည်ဘူးမယ်လို့သူဇလန်းလေးကိုပြောပြတာ ਨੇ ဒီကျွန်တော်တော်လေးစိတ်ပါနေပါဘူးဟိုရိတ်ကူးကိုလည်းအရှင်တင်းရှိပါတယ်ဒါပေမဲ့အခုလောဆယ်တော့သူတို့မရိုက်သေးဘူးလို့ပြောပါတယ်ဟို၈လပိုင်းလောက်ကြာမှရိုက်မယ်လို့လည်းပြောပါတယ် ။ဘယ်ခါပဲရိုက်ရိုက်ပေါ့နော်။ကျောစီကူတဲ့မှာရင်ထဲမှာတော့ဒီစကားဟိုအောင်မြင်လိမ့်မယ်လို့ထင်ပါတယ်။ဘာဖြစ်ဆိုတော့ရှေ့မှာလည်းသူကဇာလန်းအနေနဲ့ပါတော်တော်လေးကောင်းတဲ့ဇာလန်းလေးလည်းဖြစ်တယ်။ပြီးတော့တိုက်တိုင်ဝုန်းဝုန်းနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ရိုက်ရတဲ့ကားလည်းဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒီဇာလန်းကိုစပြီးတော့ရိုက်ကူးဖို့ကကျွန်တော်ပျော်လဲပျော်တယ်စိတ်ဝင်စားမှုလည်းရှိပါတယ်။ဟာအများကြီးအဆင်ပြေပါတယ်ဗျ။ဟိုအများကြီးအဆင်ပြေပါတယ်။ဟိုရှေ့မှာက ဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တွေနေအလုပ်ကတိတ်ပြီးတော့မှန်လာနေတော့မဟုတ်ဘူးเนาะတိရုပ်ဆောင်တယောက်အနေနဲ့ဟိုမဟုတ်တော့ထိုင်ပြီးတော့တုံးလီလာလောက်မဟုတ်တော့ထိုင်ပြီးတော့အလုပ်မျောနေရတဲ့အနေအထားတွေလည်းရှိတယ်လို့ဟိုတလာတင်းမှာပဲဟိုကခေါ်ဒီကခေါ်နေအဲ့လိုဟိုဟိုဘက်ပြေးဒီဘက်ပြေးနေအဲ့လိုရိုက်ရတဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့ပုံမှန်တော့မဟုတ်ဘူးပေါ့ဟိုဟာဒီအခုဒီလာတဲ့မှာတော့ကျွန်တော်ကားရဲ့ကလေးတော်လေးအဆင်ပြေတယ်လို့ပြောရမှာပါ အဲ့လိုအဆင်ပြေခဲ့တဲ့အတွက်ကြောင့်ကျွန်တော်မိသားစုဘောနော်အဲ့ဒီမိသားစုအနေနဲ့ဟိုဝိုင်းလာရေးစားရေးတာဝန်လေးထားရတဲ့အတွက်တော်တော်လေးအထောက်အကူဖြစ်ပါတယ်ဟိုတော်တော်လေးအဆင်ပြေတယ်လို့မဟုတ်ပေမဲ့လို့ဟိုရုံးပွက်ပြက်ဘူးပေါ့နော်ကျွန်တော်အဲ့လိုနေလို့ထိုင်လို့ရတယ်ပေါ့အဲ့ဒီအနေထားတော့ရှိပါဘူးဟိုတိတ်ပြီးတော့တော့ကျွန်တော်အခက်အခဲမရှိပါဘူးအခုကျွန်တော်ကအသက်82နှစ်ရှိပြီ ဟလာဒုပညာလုတ်တဲ့90နဲ့2နှစ်ပေါ့နော်92နှစ်ရှိပါပြီဒီအတော်တွေမှာအဲ့လိုပဲဟိုအလုတ်ကကောင်းလိုက်မကောင်းလိုက်အဖြစ်နေတဲ့အချိန်မှာကျွန်တော်အလုတ်မကောင်းတဲ့ရက်တွေမှာကျွန်တော်ရဲ့ဇနီးဖြစ်တဲ့သူကဟိုဆက်ချုပ်လုပ်ငန်းရှိနေတဲ့အခါကျတော့ကျွန်တော်အတွက်ဟိုအလုတ်ဘယ်လိုမလုတ်ရဘူးဆိုပြီးလို့ဟိုစားဖို့တောက်ဖို့အတွက်ဟိုပေါ့တိတ်ပြီးတော့အခက်ခဲတော့မရှိလာပါဘူးပြီးတော့ကျွန်တော်တို့မှာလည်းဟိုအထက်ကြီးမှအိမ်တော်ကြာတာဖြစ်ခဲ့တဲ့အတွက်ကြောင့် ဟိုတားတော့သူမိသားလည်းမရှိဘူးမရှိဘူးဆိုတော့ကြာဟိုပူပင်အဲတောကဖြစ်เสียအကြောင်းတော့သိမရှိဘူးပေါ့အဲကျော်ကြီးမှဒီလီမယားနှစ်ယောက်ဝယ်ရှိတဲ့ခါကျတော့တယောက်နဲ့တယောက်ဒီလိုဖေးဖေးမမနဲ့စေဘေးမီယူအနေနဲ့တယောက်ပေါ်တယောက်နားလည်မှုတွေနဲ့ကျွန်တော်တို့သွားနေကြတာနှစ်ပေါင်းလုံးလည်းကျွန်တော်ကြာပါဘူးအဲအဲ့တော့ဒီစကားတွေကာရိုက်ကလေးတွေရရင်တော့ ကျွန်တော်တို့မိသားစုအတွက်ကတော့တော်လေးချောင်ချောင်လေးလေးလေးဖြစ်သွားမှာပါအခုတော့ကားလေးတွေကဆက်တိုက်လိုလိုရိုက်နေရပါပြီကျွန်တော်လည်းဝင်သားပါတယ်ဟိုရှိမှမရှိဘူးကားရိုက်မရှိဘူး၄လ၅လလောက်ကျွန်တော်ငေါ့တူထိုင်နေတာလေအလုပ်တွေမျောပြီးဘယ်သူမှလည်းအဲ့ဒီအချိန်မှလိုက်ပြောဒါရိုက်တာတွေဒါရိုက်တာတွေအပေါင်းအသင်းတကယ်ချင်းတွေလိုက်ပြီးတော့အလုပ်တွေတောင်းပါညာဘောနော်အတင်းနေငါတင်းနေရလေးကြီးပဲဖြစ်ဖြစ်အာလုပ်ပြီးရပါဦးငါဒီလိုလိုဖြစ်နေဒါပေမဲ့သူတို့အင်းတွေကလည်း သူတို့အခက်ခဲတွေနဲ့သူတို့ရှိနေတဲ့ခါကျတော့ကျွန်တော်ဟိုထည့်မပေးနိုင်တဲ့အမျိုးရှိတယ်တချို့ကြတော့ကျွန်တော်ကာရီတာနဲ့မကိုက်လို့ကျွန်တော်ကိုခေါ်ပြီးတော့မတုံးတာတွေလည်းရှိတယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်မအဲ့လိုအပေါင်းသင်းတငယ်ချင်းတွေရှိပြီးအဲ့လိုငုတ်တုတ်ထိုင်နေရတဲ့အချိန်တွေတော့များပါတယ်အခုဒီလာပိုင်းလေးမှာတော့ကျွန်တော်ကားရဲ့ကလေးနယ်လေးဆက်နေတယ်လို့ပြောပါမယ်အဆင်ပြေတယ်လို့ပြောတယ်ကျွန်တော်အခုချိန်မှာဟိုဇကားလေးတွေအဲကျွန်တော်ပြန်ပြီးတော့ဟို ရိုက်ကူးဝင်ရနေပါပြီအဲတကားပြီးတကားဆက်တိုက်ရလို့မဟုတ်တော့လဲတော်တော်ဟိုအရင်ကလည်းစာကလို့ရှိရင်စကားတွေတော်တော်များများပြန်လဲပြီးရိုက်ကူးဝင်ရနေပြီဖြစ်ခဲ့တဲ့ဆိုတော့ကျွန်တော်ကိုချစ်ခင်ကြတဲ့အားပေးကြတဲ့ကျွန်တော်ကိုထမင်းကျွေးနေကြတဲ့ပေးတတ်ကြီးအားလုံးကိုကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကိုအရင်တုန်းကလူပဲအဲဆက်ပြီးတော့ချစ်ပေးကြပါအဟိုကျွန်တော်ရက်ခဲ့တဲ့စကားလေးတွေကိုလည်းကြည့်ပြီးတဲ့အခါကျတော့ ဒါကတော့ကောင်းတယ်ဒါကတော့မကောင်းဘူးဘယ်လိုလုပ်တင်လဲဆိုတော့ကျွန်တော်အမြဲဟိုထောက်ပံ့ပြီးနေကြအတိုင်းဟိုအခုလည်းဆက်လက်ပြီးတော့ဟိုအားပေးကြပါဝေဖန်ထောက်ပြပေးကြပါကျွန်တော်အနေနဲ့ကလည်းဒီပေးတဲ့တွေအတွက်အကောင်းဆုံးဖြစ်အောင်ဟိုကျွန်တော်တရုပ်ဆောင်ပြီးတော့ပေးတဲ့တွေနဲ့ကျွန်တော်အမြဲတမ်းတွေ့ကျင်နေပါသေးတယ်ဒီဇကားတွေကိုလည်းဆက်လက်ပြီးတော့ကျွန်တော်ရိုက်ကူးနေရှင်ပါသေးတယ်ပေးတဲ့တွေထောက်ခံထောက်ခံအားပေးမှုရှိမှာ ျွန်တော်တို့အနေနဲ့ကတရုတ်ဆောင်ရေးအနေနဲ့ကဆက်လက်ပြီးတော့ဇာကားကြီးရေကူးခွင့်ဖြစ်မှာဖြစ်ရေကူးခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သက်တွေကကျွန်တော်ကိုဆက်ပြီးတော့အားပေးကြပါအောင်လို့ဆိုတာကျွန်တော်ပြောချင်ပါတယ်။